တယ်ရမယ်စီဧပြီလ၂ရက်ဗုဒ္ဓဟူးနေ့ညနေခင်းရုပ်သံသတင်းတွေကိုပြန်လည်တင်ဆက်ပေးပါတော့မယ်ဒီကနေ့မှာတော့ငလီလှုပ်ပြီးတဲ့နောက်ဒီမော့ဆိုအနောက်ဖက်ခြမ်းမှာညပြူကျခဲ့ပြီးတွင်းထဲတစ်ခုဖြစ်ပေါ်လာနေပါတယ်မနေ့ကပိုချောင်းမှာကားတစ်စီးတိမ်မောက်ခဲ့ပြီးကျောင်းဆရာတို့ဦးသေးဆုံးသွားခဲ့ပါတယ်ဒီနေ့မနေ့ပိုင်းမှာဒီမော့ဆိုနောက်ဖက်ခြမ်းဆက်တမိုက်ကုန်းမှာရေမတော်တက်ဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ဧပြီလပထမ10ရက်တွင် မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်တယ်လို့ စက်ကောင်စီရဲ့မိုးလေဝသနဲ့ဇလာဗေဒါကထုတ်ပြန်ပါတယ်စတဲ့သတင်းတွေကိုကြည့်ရှုနားဆင်ရမှာပါရှင်မက်ရှလ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငလီနောက်ဆက်တွဲအနေနဲ့ဒီမော့ဆိုအနောက်ဖက်ချမ်းတနေရာမှာအကျယ်အနှက်ပေတရာဝင်းကြီးရှိတဲ့တွင်းနဲ့တခုဖြစ်ပေါ်လာနေပါတယ်မက်ရှလ29ရက်နေ့မှာမြေအက်ကွဲကြောင်းရာကနေတဆင့်မြေတွေကြိုကျရာကနေတွင်းအဖြစ်ရောက်ရှိသွားတယ်လို့ဒေတာခန်တွေကပြောပါတယ်ဧပြီလ1ရက်နေ့တွေ့ရှိချက်အရအချင်းပေတရာဝင်းကျင်ကျေဝူးပြီး အနက်ပေတရာဝန်းကျင်ထိရှိလာတယ်လို့ဒေတာခတ်တူကဆက်ပြောပြပါတယ်။မောလေဝါဒပညာရှင်ဦးဝင်းနိုင်ကတော့ဒီတွင်းဟာစစ်ဟုံးဖြစ်နိုင်တယ်လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။စစ်ဟုံးဆိုတာအပေါ်ရမြင်စီလွားတွေမြင်အောက်ကိုကျွန်ကျသွားတဲ့တွေးပေါက်တွေဖြစ်ပါတယ်။ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ငလေတန်၊မိုးတန်၊မြေလွာပြောင်းလဲတာတွေကြောင့်ဖြစ်တတ်တယ်လို့သိရပါတယ်။ဒေတာခရင်ကတော့ ဲ့ဒီတွင်းထဲဟာအခုထက်ပိုပြီးပြိုကျကျယ်ဝလာနိုင်တယ်လို့လည်းခန့်မှန်းပြောဆိုနေကြပါဗျ။ဒီမော့ဆိုမြို့နယ်ရှစ်ဖက်ချမ်းခပုံချောင်းမှာမနေ့ကဧပြီလ၁ရက်မနေ့ပိုင်းကကားတစ်စီးတိမ်မောက်ခဲ့ပြီးကျောင်းဆရာတို့ဦးတည်ဆုံးခဲ့ပါဗျ။အဲ့ဒီတည်ဆုံးသွားတဲ့ကျောင်းဆရာဟာပုံချောင်းကနေနေအိမ်ကိုကားကြုံနဲ့လိုက်ပြန်ရာကနေကားတိမ်မောက်တည်ဆုံးသွားခဲ့တာဖြစ်တယ်လို့မျက်မြင်မျိုးသားတို့ဦးက Canary Time ကိုပြောပါဗျ။ကားပေါ်မှာလူ၁၀ဦးဝန်းကျင်လိုက်ပါလာတာဖြစ်ပြီး ကားတိမ်မော့ချေအချိန်မီခုန်ချနိုင်တဲ့အတွက် ထိခိုက်မှုနည်းခဲ့တယ်လို့ဒေတာခန်တူကဆက်ပြောပါရတယ်။တင်ဆောင်ခဲ့တဲ့အဲ့ဒီကြောင်းဆရာဟာဒီမော့ဆိုရှစ်ဖက်ချမ်းမှာရှိတဲ့တနင်းလာလဲကျေးရွာကဖြစ်ပြီးထိုင်းဂရင်းနီနယ်စပ်ကဆက်ရှောက်စခန်းမှာကျောင်းဆရာဖြစ်တာဝန်ထမ်းဆောင်နေတဲ့သူလည်းဖြစ်တယ်လို့သိရပါဗျ။ဒီကနေ့ဧပြီလ၂ရက်နေ့နေ့လယ်၁၂နာရီဝန်းကျင်မှာဒီမော့ဆိုနောက်ဖက်ချမ်း၁၇မိုင်ကုန်းမှာရှိတဲ့ HN1 CEO ကို Hodafi AC ကတည်းကဝေတိုက်ပြီးကားသိမ်းမှောက်သွားတယ်လို့ မျက်မြင်ဒေတာခန့်တူကပြောပါတယ်။ကားကလမ်းပေါ်ကနေအချိန်နဲ့လာတယ်ပြီးတော့အုတ်တတိုင်းကိုဝေကျုံပလိုက်တယ်။ကားပေါ်မှာလူလေးယောက်နှစ်ဦးကတော့အမျိုးသမီးပေါ့လို့မျက်မြင်တွေ့ရှိသူအမျိုးသမီးတူကပြောပါတယ်။အဲ့ဒီကားပေါ်မှာကားမောင်းသူအပါဝင်လေးဦးစီးနေလိုက်ပါလာတာဖြစ်ပြီးကားမောင်းသူတူမှာတော့ခေါင်းမှာဒဏ်ရာအနှဲငယ်ရရှိသွားတယ်လို့အမျိုးသမီးတူမှာလည်းအနှဲငယ်ထိခိုက်မိခဲ့တယ်လို့ဆိုပါတယ်။ကျန်တဲ့ကိုဝန်ဆောင်အမျိုးသမီးတူနဲ့ သူမရဲ့အမျိုးသားမှာတော့ထိခိုက်ဒဏ်ရာမရရှိဘူးလို့သိရပါတယ်။အိတ်ချောင်းဝင်းစီယုံကိုဝေတိုက်တဲ့ကားကတော့လုံးဝပျက်စီးသွားတဲ့အနေအထားမှာရှိတယ်လို့နောက်ထပ်မြင့်မြင့်တူကပြောပါတယ်။ပြီးခဲ့တဲ့ match လ29ရက်နေ့မှာလည်းနမ်မယ်ခုံမြို့မှာရီမတော်တဆဖြစ်ပြီး အသက်50ဝန်းကျင်အရွယ်အမျိုးသားတူဥကောင်းဒဏ်ရာနဲ့အသက်တင်ဆုံးခဲ့ပါတယ်။အခု April လပထမ10ရက်တွင် ကပလီပီလီပီနဲ့ဘင်္ဂလားပီလီအော်ရီမှာ လေဖြစ်အားနဲ့ရက်ဝတ်တစ်ချိန်ဖြစ်လာနိုင်ပြီးအားကောင်းတဲ့မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့စစ်ကောင်စီရဲ့မူလေဝါဒနဲ့ဇလဗေဒါကမနေ့ကဧပြီလ10ရက်နေ့မှာထုတ်ပြန်ပါတယ်။အဲဒီမုန်တိုင်းငယ်ကြောင့်ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊သတင်းနာနေတိုင်း၊ကချင်ပြည်နယ်နဲ့မိုးပြည်နယ်မှာမိုးရွာသုံးမြက်ထက်ပိုနိုင်ပြီးနေပြီးတော့မန္တလေး၊စကိုင်းတိုင်း၊ပဲခူးတိုင်း၊ကရီနီပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့ရွာသုံးမြက်ခမိုးထစ်ချိုးရွာနိုင်တယ်လို့ဆိုပါတယ်။ ကပလီပေလေပြင်းနဲ့ဘင်္ဂလားပေလေအော်မှာဧပြီလ3ရက်နေ့ကစပြီးလေဖြစ်အားနယ်ရောက်ဖို့ဖြစ်လာနိုင်ကမုံတိုင်းအစေးရောက်ဖို့40ရာခိုင်နှုန်းရှိကြောင်းနဲ့ဧပြီလ4ရက်နဲ့5ရက်တွေမှာမုံတိုင်းအစေးရောက်နိုင်ခြင်း60ရာခိုင်နှုန်းဖြစ်လာနိုင်တယ်လို့မိုးလင်ဝါဒပညာရှင်ဦးဝင်းနိုင်ကသူ့ရဲ့လူမှုကိုရက်စာမျက်နှာမှာဖော်ပြထားပါတယ်ဒီတစ်ပတ်တွေ့အပူချိန်ကတော့ဂရီနီပြည်တွင်ဧပြီလရဲ့ပြားမြအပူချိန်ထက်1.5ဒီဂရီဆေးဆီယားထက်ပိုနိုင်တယ်လို့လည်း စစ်ကောင်စီရဲ့မူလဝါဒနဲ့ဇလဗေဒကထုတ်ပြန်ပါတယ်။ကနုရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သံသတင်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Greeny B2B သားအားလုံးဘင်းကင်းလှုပ်ချပြီးစိတ်လို့အေးချမ်းကြပါစေရှင်။ကျမမော်လေးများပါ။